ရန်ကုန်မြို့ပြင်ပန်းမြိုင်လို့ခေါ်တဲ့ရွာလေးတစ်ရွာမှာမနက်ခင်းနေအောင်ကြီးကမြေသားလမ်းတစ်လျှောက်စီတန်းနေတဲ့ ်အုံးပင်တွေကြားကနေဖြာကျနေတယ်ဒီရွာလေးဟာမြို့ရဲ့စုညံတန်တွေနဲ့ကီလိုမီတာ20လောက်ပဲဝေးပေမဲ့သူ့ရဲ့ရိုးရှင်းမှုကို ထိမ့်သိမ်းထားတော့ပဲတသားအိမ်တွေစိမ့်ဆိုနေတဲ့လေကွင်းတွေနဲ့အဝေးကကျက်တွန်တန်တွေဟာငင်းချမ်းမှုကိုဖန်တီးနေတယ်ဒါပေမဲ့အဲ့ဒီငင်းချမ်းမှုရဲ့နောက်ွယ်မှာရွာသူရွာသားတွေရဲ့စိတ်ထဲမှာတဖြည်းဖြည်းပြန့်နှံ့နေတဲ့ပူပန်မှုတွေရှိနေတယ်ဒေါ်စောရီအသက်68နှစ် ဟာသူမရဲ့တက်တန်းရင်တစ်သားအိမ်ရှိလေကားထစ်မှာထိုင်နေတယ်သူမရဲ့အရေးအကြောင်းပြည်နေတဲ့မျက်နာကနှင်းလေးဆက်ကြာနေထိုင်ခဲ့တဲ့ညီယာနဲ့ပတ်သက်တဲ့ရှည်လျားတဲ့ဇလန်းတပုတ်ကိုဖော်ပြနေတယ်သူမရဲ့လက်ထဲမှာကော်ဖီနဲ့တစ်ခွက်ကိုကင်ထားပြီးမနက်ခင်းလေထဲမှာကော်ဖီငွေ့တွေဝဲပြန်နေတယ်သူမရဲ့အိမ်နောက်ဘက်ကမြေအေကနဲ့အေကဟာ15နှစ်အကြာကကွယ်လွန်ခဲ့တဲ့သူမရဲ့ခင်မွန်းဟောင်းဦးတီဟန်ရဲ့အမွေပါမြေယာပိုင်ဆိုင်မှုစာချုပ်ကတော့ ဟောင်းလွှမ်းနေပေမဲ့သူမရဲ့အခန်းထဲကတသားဘီရိုထဲမှာတည်တည်ချာချာတိန်းထားတဲ့ဒေါ်စောရီအတွက်ဒီမြေဟာပိုင်ဆိုင်မှုတစ်ခုတတ်တတ်မဟုတ်ဘူးဒါဟာအမတ်တရတွေချွေးစည်းတွေနဲ့သူမမိသားစုရဲ့ရုန်းကန်မှုတွေရဲ့တက်တေပါပဲရွာရဲ့အစွန်ဖျားမှာဗိုလ်ကြီးမေတက်ခိုင် အသက်32နှစ်ဟာ သူမရဲ့ခွင့်ရက်ကိုကုံဆုံးနေတယ်စစ်တပ်ထဲမဝင်ခင်ရန်ကုန်မှာကြီးပြင်းခဲ့တဲ့မေတက်ခိုင်ဟာမိခင်ဖြစ်သူကို လာရောက်လဲပတ်ဖို့ ဒီရွာကိုပြန်လာခဲ့တာပါသပင်တူတူကိုတေးတေးချာချာစီးနောင်ထားပြီးတောက်ပါတဲ့မျက်လုံးအစုံနဲ့မိသက်ခိုင်မှာတင်းမာပေမဲ့နှွေးထွေးတဲ့ရရှိရဲ့သူမရဲ့စကားပြောဟန်ကရန်ကုန်မြို့သားတယောက်ရဲ့ဇယိုက်ကိုထင်ဟနေတဲ့ပွင့်လင်းရိုးသားပြီးစိတ်အားထက်သန်ပေမဲ့ယဉ်ကျေးမှုမပြတ်ဘူးဒီမနက်မှာ သူမဟာရွာထဲမှာလမ်းလျှောက်ရင်း ငယ်စဉ်ကတည်းကတည်ကျွမ်းခဲ့တဲ့ရွာသူရွာသားတွေကိုနှုတ်ဆက်နေတယ်မနှက်ခင်းမှာဒေါ်စောရီကျမ်းမာပါတယ်နော်လို့သူမကကြဲကြဲလောင်လောင်ပြုံးပြရင်းမေးလိုက်တယ်ဒေါ်စောရီကခေါင်းကြီးပြပေမဲ့သူမရဲ့မျိုးလုံးတွေကမှိုင်းမင်းနေပြီးပူပန်မှုတွေ ဖုံးကွယ်ထားသလိုပါပဲတစ်ချိန်တည်းမှာပဲဒေတာခန်ရဲစခန်းမှာဒူရဲမှုအောင်တင်းအသက်45နှစ်ဟာ သူမရဲ့ကြီးမားတဲ့ကလထိုင်မှာအေးအေးဆေးဆေးထိုင်နေတယ် သူ့ရဲ့ဝါတော့ကိုလုံးနဲ့နည်းနည်းကျက်နေတဲ့ယူနီဖောင်းက သူ့ရဲ့မာနာကြီးတဲ့ရာကို မတားဆီးနိုင်ဘူးအောင်တင်းဟာရွာမှာသူ့ရဲ့အာနာကိုပြသရတာကြိုက်တဲ့လူအဖြစ်လူတီများတဲ့သူ့ရဲ့ရဲကားကဒေသခံလုပ်ငန်းရှင်တွေစီကလက်ယူတဲ့ကော်ဖီဆိုင်ရှိမှမကြာခဏရက်ထားတတ်တဲ့ရွာသူရွာသားတွေက သူ့ရဲ့မာနာကြီးတဲ့အပြုမူတွေကိုတိုးတိုးလေးပြောဆိုကြပေမဲ့ဘသူမှကြဲကြဲလောင်လောင်မပြောရဲကြဘူးဒီရွာ အာမငါပဲအားလုံးကို စီမံသားလို့သူကတခါကသူ့လက်အောက်ခံတွေကို ရေရင်ပြောဘူးတယ်ဒီမနက်မှာရွာစည်းနာက ကော်ဖီဆိုင်မှာမေတက်ခိုင်ကရွာသားနှစ်ယောက်ရဲ့စကားပြောဆိုတန်ကိုကြားလိုက်ရတယ်မနေ့ကဦးမျက်စိုးမြေကိုအရဲဝတ်လူတွေလာပြီးလှုပ်ပေးဖို့ပြောသွားတယ်မြေပိုင်ဆိုင်မှုစာချုပ်ရှိတာတောင်မှပဲလို့ရွာသားတယောက်ကညှိတွားတယ်အဲ့ဒါမြေပိုင်ရှင်တထေးရဲ့လူတွေပဲဖြစ်ရမယ် ၊လူရဲမှုအောင်သိနဲ့နီးစပ်တယ်လို့ပြောကြတယ်လို့နောက်တစ်ယောက်ကကြားရမှာကြောက်တဲ့ပုံစံနဲ့တိုးတိုးလေးပြန်ဖြေတယ်။တစ်ဖက်ရီချိုးမာနေတဲ့မေတ္တခိုင်က မျက်မှောင်ကျုပ်လိုက်တယ်ရန်ကုန်မှာရှိတဲ့ညီယာမာဖီးယားဂိုင်းတွေအကြောင်းကောလာဟာလာတွေကိုသူမှမစိမ့်ဘူး။ပန်းမြိုင်ရဲ့ကောင်းကင်ဟာနေဝင်စည်းစာမှာမှောင်လာခဲ့ပြီးဒေါ်စောရီက သူမရဲ့တစ်သားအိမ်လေကားထင်မှာထိုင်ပြီးအိမ်နောက်ဘက်က ရွှေဝါရောင်တန်းနေတဲ့လေကွင်းတွေကိုကြည့်နေတဲ့ပုံမှန်ဆိုဒီရှုကင်းကသူမကို စိတ်အေးချမ်းစေပေမဲ့ဒီညမှာတော့သူမရဲ့စိတ်ကပူပန်နေတယ်ဒီမနက်မှာမျက်မှန်နဲ့တက်ပြီးတည့်ရတဲ့ဝတ်စုံနဲ့မာနာကြီးတဲ့အမှုအရာရှိတဲ့လူစိမ်းတယောက်သူမအိမ်ကိုရောက်လာတဲ့သူကနန်းလင်းဆန်လို့ခေါ်တဲ့အမည်မသိအိမ်ချမ်းမြေကုမ္ပဏီတစ်ခုရဲ့ခေါင်းစည်းပါတဲ့စာရွက်တရွက်ကိုပေးခဲ့တယ် အဲ့ဒီစာရွက်မှာကုမ္ပဏီကအမြဒီကိုဝယ်ထားပြီးဖြစ်တဲ့အတွက်ဒေါ်စောရီကို နှစ်ပတ်အတွင်းမြေကိုဖယ်ရှားပေးဖို့အမိန့်ပါရှိတယ်။ဒီမြေကကျမမြေပါကျမနှစ်40လောက်ပိုင်ဆိုင်မှုစာချုပ်နဲ့ပိုင်ဆိုင်ထားတာလို့ဒေါ်စောရီကသူမရဲ့အတန်တွေ တုံရင်နေအောင်ကန့်ကွက်လိုက်တယ်။အဲ့ဒီလူက တယောပြုံးပြုံးလိုက်ုံမဲ့အဖွားကျွန်တော်တို့ရှိနေနေပဲပြောပါဒါမှမဟုတ်ကိစ္စတွေရှုပ်ထွေးသွားလိမ့်မယ်လို့ပြောပြီးနောက်လည်းမကြည့်ပဲထွက်သွားခဲ့တယ်ဒေါ် sorry ကတော့ချင်းချောက်မှုတစ်ခုလိုခံစားရတဲ့စာရွက်ကိုကင်ပြီးကြံရစ်ခဲ့တယ်မိခင်ဖြစ်သူရဲ့အိမ်မှာဗိုလ်ကြီးမေတက်ခိုင်ကညစာစားပြီးပကံစေးတာကူညီနေတယ်သူမရဲ့မိခင်အသက်60အရွယ်ငိုဆိုးမတူကရွာသားတွေရဲ့ပူပန်မှုတွေအကြောင်းပြောပြနေတယ် ်မေတက်ခိုင်ဦးမြတ်စိုးမြေကိုတိမ့်သွားပြီးအခုဒေါ်စောရီမြေကိုလိုက်နေတယ်လို့ပြောကြတယ်လို့သူမရဲ့မိခင်ကစိုးရင်တကြီးပြောလိုက်တယ်မေတက်ခိုင်ကလက်လှောက်ရှားမှုတွေကိုရက်လိုက်တယ်ဆက်ပြာရီတွေက သူမကင်ထားတဲ့ပကံကနေတဆက်ဆက်ကြနေတယ်ဒေါ်စောရီမြေသူပိုင်ဆိုင်မှုစာချုပ်ရှိတယ်မဟုတ်လားဘသူကလာရှုပ်ရဲတာလဲလို့သူမကမြတ်ခုံးပင်ရင်မေးလိုက်တယ်သူမရဲ့မိခင်ကခေါင်းရမ်းလိုက်တယ် နောက်ွယ်မှာဩဇာရှိတဲ့လူတွေရှိတယ်လို့ပြောကြတယ်။ဒူရဲမှုအောင်တင်းပါဝင်နေတယ်လို့လူတွေကပြောကြတယ်။မေတ္တခိုင်ကတပြင်းရှိကြီးချလိုက်တယ်။ဒူရဲမှုအောင်တင်းဆိုတဲ့နာမည်ကသူမအတွက်အစ်စ်အစမ်းမဟုတ်ဘူး။ရွာမှာခွင့်ယူထားစင်မှာပြည်သူတွေကိုမကူညီပဲကော်ဖီဆိုင်မှာထိုင်ရတာပိုကြိုက်တဲ့ရဲရရှိအကြောင်းရွာသားတွေရဲ့မကျေနပ်ချက်တွေကို မကြာခဏကြားနေရတယ်။ နောက်တနေ့မှာမေသက်ခိုင်ကဒေါ်စောရီစီကိုတွားဖို့ဆုံးဖြတ်လိုက်တယ်ဒေါ်စောရီကဧကန်းထဲမှာထိုင်ပြီးဟောင်းနှွမ်းနေတဲ့ညီယာပိုင်ဆိုင်မှုစာချုပ်ကိုကြည့်နေတာကိုသူမတွေ့လိုက်ရတယ်မနှက်ခင်းမှာဒေါ်လေးညီယာကိစ္စနဲ့ပတ်သက်ပြီးပြဿနာရှိတယ်လို့ကြားပါတယ်လို့မေသက်ခိုင်က သူမဘေးမှာထိုင်ရင်းနူးညံ့စွာမေးလိုက်တယ်ဒေါ်စောရီကတက်ပြင်းရှည်ကြီးချလိုက်ပြီးသူမရဲ့မျက်လုံးတွေကမျက်ရည်တွေလဲလာတယ် ဒါကလေးတွေရဲ့ဖခင်စီကအမွေနှစ်ပါဒီမျိုးကိုကျမတို့ရေကုံရေခမ်းထိမ့်သိမ့်ခဲ့တာအခုသူတို့ကဒါကြွမမပိုင်နာမဟုတ်တော့ဘူးလို့ပြောနေကြပြီးမေတ္တခိုင်က စာရွက်ကိုစစ်ဆေးကြည့်လိုက်တဲ့ငူရင်းမြေကရန်စာချုပ်ကို1985ခုနှစ်ကစာချုပ်စာရန်ယုံက လက်မှတ်ထိုးထားတာတရားဝင်ပြီးပြည်စုံနေစိတ်အေးအေးထားပါဒေါ်လေးဒီကိစ္စနောက်ွယ်မှာဘသူရှိလဲဆိုတာကျမတို့ရှာဖွေပါမယ်လို့မေတ္တခိုင်ကခိုင်မာပင်မဲ့နှစ်သိမ့်ပေးတဲ့အတန်နဲ့ပြောလိုက်တယ်ဒီညနေမှာမေတ္တခိုင်ကရဲစခန်းသားကနေဖြစ်လျှောက်လာစင်မှာဒူရဲမှုအောင်တင်းက သူရဲကားတွေကနေဒေါ်စောရီပြောခဲ့တဲ့လူနဲ့ထွက်လာတာကိုတွေ့လိုက်ရတယ်။မျက်မှန်နဲ့တည့်ရတဲ့ဝတ်စုံနဲ့မာနာကြီးတဲ့အမူအရာသူတို့ရေရေမောမော စကားပြောနေကြတယ်။ဒူရဲမှုအောင်တင်းကအဲ့ဒီလူရဲ့ပခုံးကိုတငယ်ချင်းဟောင်းတယောက်လို ပုတ်လိုက်တယ်။မေတက်ခိုင်ကအဝေးကနေစောင့်ကြည့်နေရင်သူမရဲ့လက်တွေကစုပ်ထားမိတယ်။သူတို့ရဲ့စကားတန်ကို သူမမကြားရပေမဲ့သူမရဲ့စိတ်ရေးပီစားကတခုခုမှားနေပြီလို့ပြောနေတယ်။ဒီရဲရာရှိက ညီရမာဖီးယားကိုင်းကိုကူညီနေတာတကယ်လားလို့သူမစိတ်ထဲကနေရည်ရွတ်လိုက်တယ်။ဒီညမှာဒေါ်စောရီအိတ်မပြောနိုင်ဘူး။သူမရန်ကုန်ကိုရောက်နေတဲ့သူမရဲ့ကလေးတွေမိသားစုရဲ့တဦးလေးတော့အမတ်တရဖြစ်တဲ့ညီနဲ့အခုချင်းချောက်ခံနေရတဲ့အရာတွေကိုစဉ်းစားနေတယ်။သူမအိမ်မှာမေတက်ခိုင်လဲစိတ်မအေးနိုင်ဘူး။စစ်သားတယောက်အနေနဲ့ရန်သူကိုရင်ဆိုင်ဖို့လေ့ကျင့်ထားပေမဲ့ ဒါကမတူဘူးဒါကစစ်နေပြေမဟုတ်ဘူးသူမကြီးပြင်းခဲ့တဲ့ရွာလေးဖြစ်ပြီးသူမရဲ့ရန်သူကတော့ယူနီဖောင်းနောက်ွယ်မှာခိုးအောင်နေတဲ့မတရားမှုပဲဒီတင်းငယ်တဲ့ပူပန်မှုလေးဟာမိုးရေဆက်တွေလိုပဲသူမရဲ့ဘဝငြင်းချမ်းမှုကို စတင်အနောက်အဆက်ပေးလာပြီးသူမကို တုံ့ပြန်ဖို့တွန်းအားပေးနေတဲ့ပန်းမြိုင်ရဲ့ကောင်းကင်ဟာမှောင်မိုက်လာပြီးရွာကိုဖုံးလွှမ်းနေတဲ့ကြရဲရိုက်ခတ်မှုတွေကို ထင်ဟပ်နေသလိုပါပဲ။ ဒီမနက်မှာဒေါ်စောရီဟာသူမအိမ်ပြင်ပကစုညံတန်တွေကြောင့်လန်နိုးလာတယ်။သူမဟာဟောင်းလွှမ်းနေတဲ့တစ်သားပြင်ပေါက်ကနေချောင်းကြည့်လိုက်တယ်။သူမရဲ့နှလုံးခုန်နှုန်းတွေညံဆန်နေတယ်။သူမရဲ့မြေရှိမှာထရက်ကားကြီးနှစ်စီးဟာပေါပေါဆဆရက်ထားပြီးအရက်ဝတ်လူတစုကနန်းလင်းဆန် ကုမ္ပဏီပိုင်ဆိုင်သည်လို့ရေးထားတဲ့စိုင်းဘုတ်တစ်ခုကိုစိုက်ထူနေကြတယ်။သူတို့အထဲမှာ သူရဲမှုအောင်တင်းကခါထောက်ပြီးရက်နေတယ်သူယူနီဖောင်းကမနှက်ခင်းနေအောင်အောက်မှာတောက်ပနေတယ်နောက်ပတ်မတိုင်ခင်ဒီမျိုးကိုမရှင်းရင်ကျွန်တော်တို့ဘူဒိုဇာနဲ့လာလိမ့်မယ်လို့ရခင်ကချင်းချောက်စာပေးခဲ့တဲ့သူလို့ဒေါ်စောရီအခုတီးလိုက်ရတဲ့ဟန်ထူးဆိုသူကအော်ပြောလိုက်တယ်ဒေါ်စောရီကတုံရင်နေတဲ့လက်တွေနဲ့မြေယာပိုင်ဆိုင်မှုစာချုပ်ကိုကင်ပြီးအပြင်ထွက်လာခဲ့တယ်ဒါကကျမမြေပါစာချုပ်ကတရားဝင်နေ ဦးလေးတို့ကိုယ်တိုင်ကြည်ပါလို့သူမကဒေါသနဲ့ကြောက်ရွံ့မှု ရောထွေးနေတဲ့အတန်နဲ့ပြောလိုက်တယ်။သူရဲမှုအောင်တင်းကနီနီကက်ကက်လျှောက်လာပြီး သူ့မျက်နာမှာတယောပြုံးပြုံးလိုက်တယ်။အဖွာအဲ့ဒီစာချုပ်ကတက်တန်းကုန်နေပြီးနန်းလင်းဆန်ကုမ္ပဏီမှာစာရွက် စာရန်သစ်တွေရှိတယ်ကိစ္စမရှုပ်ချင် ရော်ကြီးကိုပဲလက်ခံလိုက်ပါ သူ့အတန်ကအေးဆက်ဆက်နဲ့မာနကြီးတယ်ဒေါ်စောရီကသူ့ကိုမျက်ရည်တွေဝဲနေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တယ်ရော်ကြီးဒါကျမမိသားစုရဲ့အမွေနှစ်ပါဦးလေးတို့မှာစိတ်နှလုံးမရှိဘူးလားဟန်ထူးကခဟဟရေးလိုက်တယ်ပဝင်းကျင်မှာစုဝေးနေတဲ့ရွာသားတွေကတိုးတိုးလေးပြောဆိုနေကြပေမဲ့ကြားဝင်ဖို့မရေရဲကြဘူး အဲ့ဒီအဖြစ်ပြက်အကြောင်းတရင်ကရွာစည်းထဲမှာရှိနေတဲ့ဘိုးကြီးမေတက်ခိုင်ရဲ့နားထဲကိုပြင်းမြန်စွာရောက်ရှိလာတဲ့အိမ်နီးနားချင်းတယောက်ကသူမစီကို ပြေးလာရင် အသက်ရှူတမ်းမမှန်ဘူးမေတက်ခိုင်ဒေါ်စောရီမျိုးကို အတင်းအာရမတိန်တော့မယ်ဒူရဲမှုအောင်တင်းလဲအဲ့ဒီမှာရှိနေတဲ့ မေတ္တခိုင်ကချက်ချင်းကိုအဲ့ဒီနေရာကိုအလျင်မြန်သွားလိုက်တယ်။သူမရဲ့နှလုံးခုန်နှုန်းတွေမြန်ဆန်နေတယ်။အဲ့ဒီနေရာကိုရောက်တော့ဒေါ်စောရီဟာဟန်ထူးရဲ့လူတွေနဲ့ဒူရဲမှုအောင်တင်းဝိုင်းထားတဲ့အိမ်ရှိမှာတယောက်ထဲရက်နေတာကို သူမတို့ အေးလိုက်ရတဲ့မေတ္တခိုင်က ရှေ့ကိုတိုးလာတယ်။သူမရဲ့မျက်လုံးအစုံကနင်းယုံငှက်လိုတောက်ပနေတယ်။ဒူရဲမှုဒါပါဖြစ်တာလဲဘာလို့ရွာသားတွေကိုဒုက္ခပေးနေတာလဲလို့သူမက ခိုင်မာပေမဲ့ထိမ့်ချုပ်ထားတဲ့အတန်နဲ့မေးလိုက်တယ်။ဒူရဲမှုအောင်တင်းကမေတ္တခိုင်ကိုအထင်သေးတဲ့ပုံစံနဲ့အပေါ်ကနေအောက်အထိကြည့်လိုက်တယ်။ဒါကဥပဒေကိစ္စပါဒီအဖွားမှာဒီမျိုးပေါ်မှာဘာခွင့်ရေးမှမရှိတော့ဘူး။ နန်းလင်းဆန်ကုမ္ပဏီကဝယ်ပြီးပြီးမေတက်ခိုင်ကဒေါ်စောရီရဲ့လက်ထဲကမြေယာပိုင်ဆိုင်မှုစာချုပ်ကို ယူပြီးစစ်ဆေးကြည့်လိုက်တဲ့ဒီစာချ။အုတ်ကအစ်စ်မှန်ပဲ1985ခုနှစ်ကလေးကမပုံတင်ထားတဲ့စာချုပ်စာရန်ယုံက လက်မှတ်ထိုးထားတာနန်းလင်းဆန်ကုမ္ပဏီမှာတောင်းဆိုမှုရှိရင်ဘာသက်တေရှိလဲလို့သူမကဟန်ထူးကိုကြည့်ရင်းမေးလိုက်တယ်အဲ့ဒီလူကခဟဟရေးလိုက်တယ်တက်တေကတရားရုံးမှာရှိတယ်ဒါပေမဲ့စမ်းကြည့်ချင်ရင်တော့အိဆာရှိလိမ့်မယ်ဒူရဲမှုအောင်တင်းကထပ်ပေါင်းပြောလိုက်တယ်ကျွန်တော်အကြံကတော့ဝင်မရှုပ်ပါနဲ့ဒါကစစ်သားကိစ္စမဟုတ်ဘူးအဲ့ဒီအခိုင်အတန့်မှာမေတ္တခိုင်ရဲ့စိတ်ထဲမှာတခုခုပြောင်းလဲသွားတယ် သူမစစ်တပ်မှာလေ့ကျင့်ခဲ့ရတာတွေကိုပြန်သတိရလိုက်တဲ့တရားမျှတမှုဆိုတာအမိန်တသက်မဟုတ်ဘူးအားနည်းသူတွေကိုကာကွယ်ပေးတာလဲပါဝင်နေသူမက အခု တိုးတိုးလေးငိုနေတဲ့ဒေါ်စောရီကိုကြည့်ပြီးအကြီးအကျယ်ဆုံးဖြတ်ချက်ချလိုက်တယ်ပြည်သူတွေကိုအနိုင်ကျင့်တာကိုကျမလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့သူမကခိုင်မာတဲ့စိတ်ဓာတ်နဲ့ပြောလိုက်တယ်သူမကဒူရဲမှုအောင်တင်းကိုလှည့်ကြည့်လိုက်တယ်ဦးလေးကပြည်သူတွေကိုကာကွယ်ပေးရမှာမျှ အရာမာဖီးယားဂိုင်းကိုကူညီပြီးမျက်စိမှိတ်ပေးရမှာမဟုတ်ဘူး။ဒူရဲမှုအောင်တင်းကခါတက်တက်ပြုံးလိုက်တဲ့သမီးကဘသူ့ကိုရင်ဆိုင်နေရမှန်းမသိသေးဘူး။ဟန်ထူးကနီးနီးကက်ကက်ရှောက်လာပြီးလက်ညှိုးထိုးပြလိုက်တဲ့နောက်ဆုတ်လိုက်မဟုတ်ရင်ဒီအဖွားမိသားစုခံရလိမ့်မယ်။ဒီညမှာမိခင်ဖြစ်သူရဲ့အိမ်မှာမေတက်ခိုင်ကစိတ်မောမောနဲ့ထိုင်နေတဲ့သူမရဲ့ဆုံးဖြတ်ချက်ကဒူရဲမှုအောင်တင်းနဲ့ဟန်ထူးနောက်ွယ်က အင်အားစုတွေကိုရင်ဆိုင်ရတော့မယ်ဆိုတာကို ဆိုလိုတယ်ဒါကတေးငယ်တဲ့ချင်းချောက်မှုတစ်ခုတသက်မဟုတ်တော့ဘူးဒါကအမြင့်တွယ်နေတဲ့မတရားမှုကိုစန့်ကျင်တဲ့စစ်ပွဲတစ်ခုပဲဒေါ်စောရီကသူမအိမ်မှာမြေယာပိုင်ဆိုင်မှုစာချုပ်ကို ဖတ်တွေ့ထားရင်မိသားစုရဲ့အမတ်တရားဖြစ်တဲ့မြေကို လူယူမခံရဖို့စူတောင်းနေတယ်ပန်းမြိုင်မှာတင်းမာမှုတွေအထုထေရောက်ရှိနေပြီဖြစ်ပြီးမိသက်ခိုင်ကနောက်လာမဲ့အစင်းကအရာအလုံးကို ဆုံးဖြတ်လိုက်မယ်ဆိုတာသိနေတယ် မိုးခွဲလေးတွေကပန်းမြိုင်ကိုဆူဆွတ်စေတယ်ရွာကိုဖုံးလွှမ်းနေတဲ့တင်းမာမှုတွေကိုတဘာဝကပါခံစားနေရတယ်လို့ပဲဘိုးကြီးမေတက်ခိုင်ကမီးတောက်နေတဲ့စိတ်တက်နဲ့ငြိမ်သက်မနေဖို့ဆုံးဖြတ်လိုက်တယ်ဒီမနက်မှာသူမကဒေါ်စောရီရဲ့ညီယာစာရွက်စာတမ်းတွေကိုစစ်ဆေးဖို့ရွာယုံကိုတွားရောက်ခဲ့တဲ့ရိုးသားသူအဖြစ်လူတိများတဲ့ရွာသူကြီးဦးမြင့်သိန်းအသက်55နှစ်ကနန်းလင်းဆန်ကုမ္ပဏီရဲ့တောင်းဆိုမှုအကြောင်းမေတက်ခိုင်မေးတဲ့အခါခေါင်းကြီးပြလိုက်တယ် သူတို့ရဲ့စာရွက်စာတမ်းတွေကမရှင်းမလင်းပဲမေးတက်ခိုင်တာပဲမဲ့သူတို့မှာအာနာရှိတယ်လို့ပြောတယ်ဒူရဲမှုအောင်တင်းကအားလုံးကို စီမံနာလို့သူကစိုးရိမ်တကြီးပြောလိုက်တဲ့မေးတက်ခိုင်ကခေါင်းညိပ်ပြီးဒူရဲမှုအောင်တင်းနဲ့ရန်ကုန်မှာမြေယာမာဖီးယားကိုင်းရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ဟန်ထူးအပါဝင် ပါဝင်ပတ်သက်သူတွေရဲ့နာမည်တွေကိုမှတ်သားထားလိုက်တယ် ူမရဲ့အိမ်မှာဒေါ်စောရီဟာပိုလို့တောင်အားနည်းလာခဲ့ပြီးသူမမြေရှိမှာ မကြာခဏသွားလာနေတဲ့နန်းလင်းဆန်ကုမ္ပဏီရဲ့ထရက်ကားတွေကိုမြင်ရမှာကြောက်လို့အိမ်အပြင်မထွက်ရဲတော့ဘူး။သူမရဲ့မြေယာပိုင်ဆိုင်မှုစာချုပ်ကိုတင်းတင်းဆုပ်ထားသေးပဲဒါပေမဲ့သူမရဲ့မျှော်လင့်ချက်တွေကမေးမိန်စာပြုတ်နေပြီး ဒီနေ့တွေဆုံရှုံသွားရင်ကျမကလေးတွေအတွက်ဘာတွေကြံတော့မလဲလို့သူမကဒီညနေမှာမေတ္တခိုင်လာလေတဲ့အခါတိုးတိုးလေးရေရွတ်လိုက်တယ်မေတ္တခိုင်ကဒေါ် sorry ရဲ့လက်ကိုစုပ်ကင်လိုက်တယ်ဒေါ်လေးကျမသူတို့ကိုတိုက်မဲလို့ဂရိပေးပါတယ်ဒါကမြေယာကိစ္စတသက်မဟုတ်ဘူးဒါကတရားမျှတမှုကိစ္စပါသူမရဲ့မျက်လုံးတွေက မီးတွေလိုတောက်ပနေပေမဲ့သူမရဲ့စိတ်ထဲမှာတော့ဒါဟာလွယ်ကူတဲ့တိုက်ပွဲမဟုတ်ဘူးဆိုတာသူမသိတယ် ညနေပိုင်းမှာမေတက်ခိုင်ကဟန်ထူးကိုဓာတ်ရိုက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တယ်ဟန်ထူးဟာရန်ကုန်မြို့ပြင်ကဇိန်ခံကဖေးတစ်ခုမှာမကြာခဏလာတက်တယ်ဆိုတဲ့သတင်းကိုရွာသားတွေစီကနေသူမရရှိခဲ့တယ်တတိမပြုမိအောင်ရိုးရှင်းတဲ့အဝတ်အစားတွေဝတ်ဆင်ပြီးမေတက်ခိုင်ကကဖေးလေးကိုဝင်သွားခဲ့တယ်အခန်းထောင်တနေရာမှာဟန်ထူးကတခြားလူနှစ်ယောက်နဲ့အတူတိုးတိုးလေးစကားပြောနေတာကို တွေ့လိုက်ရတယ်မေတက်ခိုင်က အချိုရီမှာဟန်ဆောင်ရင်အနီးကပ်သွားပြီး ဟန်ထူးကဒူရဲမှုအောင်တင်းရဲ့နာမည်ကိုပြောတာကြားလိုက်ရတယ်။အောင်တင်းကအဖွားကပြန်မတိုက်ရဲဘူးလို့ပြောတယ်။တရားရုံးမှာပဲဇက်တိုက်မယ်စာချုပ်တွေကိုလည်းစီမံလို့ရတယ်လို့ဟန်ထူးကရဲရင်ပြောလိုက်တယ်။မေတက်ခိုင်ကလက်သီးဆုပ်လိုက်တယ်။သူမရဲ့ဒေါသတွေက အထုတ်ထိတ်ရောက်နေပြီးသူမက နီးနီးကက်ကက်ရှောက်သွားပြီးဒီမျိုးကို လူယူဖို့ဘာခွင့်ရေးရှိလဲစာချုပ်ကတရားဝင်နေဆိုတာမင်းသိတယ်လို့ပြောလိုက်တယ်ဟန်ထူးကအံ့ဩသွားပေမဲ့ချက်ချင်းပဲပြုံးပြီးလိုက်တယ်စစ်သည်သူရဲကောင်းဟန်ဆောင်မနေနဲ့ဒါကကြီးမားတဲ့ကိစ္စနေနိုင်မှာမဟုတ်ဘူးနောက်တနေ့မှာတင်းမာမှုတွေအထွတ်ထိပ်ရောက်လာတဲ့မေတ္တခိုင်နဲ့ရွာသားချို့ကဒေါ်စောရီမြေရှိမှာဆန္ဒပြပြီးနိုင်ဆိုင်ပုတ်တွေချိတ်ဆွဲဖို့စူးစမ်းနေစဉ်မှာ ဒူရဲမှုအောင်တင်းနဲ့အတူလူစိုးအဖွဲ့တစ်ဖွဲ့ရောက်လာတယ်ရက်လိုက်ဒါမှမဟုတ်မင်းတို့အားလုံးကိုဖမ်းမယ်လို့အောင်တင်းကသူ့မျက်နာနီးရဲနေအောင်អော်လိုက်တယ်မေတ္တခိုင်ကမကြောက်မရွံ့ဦးလေးရဲ့ဦးလေးရဲ့တာဝန်က ပြည်သူတွေကိုကာကွယ်ပေးဖို့မာဖီးယားဂိုင်းကိုကူညီဖို့မဟုတ်ဘူးလို့သူမရဲ့အတန်ကပဲ့တင်ထက်သွားတယ်ရုတ်တရက်လူစိုးတယောက်ကမေတ္တခိုင်ကိုတွန်းလိုက်ပြီးသူမရဲ့စစ်ရေးဗီဇကတုံ့ပြန်လိုက်တယ် စကန်ပိုင်းအတွင်းမှာသူမကအဲ့ဒီလူရဲ့လက်ကိုဖမ်းကင်ပြီးလိန်လိုက်ရာအဲ့ဒီလူက နာကျင်စွာညှိတွားလိုက်တဲ့ရွာသားတွေကပါဇက်အဟောင်းသားဖြစ်သွားပေမဲ့ဒူရဲမှုအောင်တင်းကတော့တာဝန်ရှိသူကိုတိုက်ခိုက်တယ်သူ့ကိုဖမ်းလိုက်လို့អော်လိုက်တဲ့ရဲနှစ်ယောက်ကနီးနီးကက်ကက်ရှောက်လာပေမဲ့မေတက်ခိုင်က နောက်ဆုတ်လိုက်ပြီးအောင်တင်းကိုဆူရှတဲ့အကြီးနဲ့ကြီးလိုက်တယ်ဒါမပြီးသေးဘူးလို့ပြောပြီးဒေါ်စောရီကိုဆွဲခေါ်ပြီးအိမ်ပြန်သွားခဲ့တယ် ီညမှာမေတ္တခန်ရဲ့ရင်ဆိုင်မှုအကြောင်းတရင်ကရွာထဲမှာပြန့်နှံ့သွားတယ်။ရွာသားတွေက စကားပြောရဲလာပေမဲ့ချိန်ချောက်မှုတွေလည်းတိုးလာတယ်။ဒေါ်စောရီရဲ့အိမ်ဖုံးကတန်ခေါင်ရံမှာမြည်လာတယ်။အမည်မသိအတန်က နောက်ဆုတ်လိုက်မဟုတ်ရင်ဒီအဖွားအသက်မရှင်ဘူးလို့ချိန်ချောက်တယ်။ အမှတ်မထင်ညအိတ်နေတဲ့မေသက်ခိုင်ကအဲ့ဒီချင်းချောင်းမှုကိုကြားလိုက်ရတယ်။သူမရဲ့လုံရက်တွေက ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်စေတယ်ဆိုတာသူမသိတယ်။မြေယာမာဖီးယားကိုင်းနဲ့ဒူရဲမှုအောင်သိန်းတို့ကသူမကို အခုဆိုရင် အနည်းငယ်ကြီးတဲ့ချင်းချောင်းမှုအဖြစ်သတ်မှတ်ထားကြပြီးဒါပေမဲ့မမျှော်လင့်ထားတဲ့အကျိုးဆက်တွေစတင်ခံစားရတော့တဲ့ သူမဟာလူဆိုးတွေကိုတိုက်ခိုက်ရုံတင်မကပဲအချင်းပြက်ချစားနေတဲ့စနစ်တစ်ခုကိုပါတိုက်ခိုက်နေရတာပဲမှောင်မိုက်တဲ့ကောင်းကင်အောင်မှာမေတက်ခိုင်ကကျေတွေကိုငေးကြည့်ရင်ဘာခက်ခဲပဲကြုံပါစေဆက်လက်တိုက်ပွဲဝင်မယ်လို့သူမရဲ့စိတ်ထဲမှာဂရုပေးလိုက်တယ်။ပန်းမြိုင်မှာမိုးရွာတာရက်သွားပြီဒါပေမဲ့နေရူးကတော့လေးလံနေသေးပဲမပြီးဆုံးသေးတဲ့တိုက်ပွဲတွေရဲ့ဝင်ထုတ်ဝင်ပိုးကိုတဲဆောင်လာသလိုပဲဘူကြီးမေတက်ခိုင်က သူမရဲ့မိခင်အိမ်လေကားထစ်မှာထိုင်ပြီးမှိုင်းမဲနေတဲ့ညကောင်းကင်ကိုကြည့်နေတယ်။သူရဲမှုအောင်တဲ့နဲ့ဟန်ထူးရဲ့လူဆိုးတွေနဲ့မနေ့ကရင်ဆိုင်မှုကမမြင်ရတဲ့ဒဏ်ရာတွေကိုခြံထားခဲ့တယ်။အစကသူမကို ထောက်ခံခဲ့ကြတဲ့ရွာသားတွေက အခုဆိုရင်မြေယာမာပီးယားကိုင်းရဲ့ချင်းချောက်မှုတွေသူတို့စီရောက်လာမှာကိုကြောက်လို့မဝမရေဖြစ်နေကြပြီးမေတ္တာခိုင်ကသူမရဲ့ရင်ဘတ်ထဲမှာဒေါသနဲ့ပင်ပန်းနှွမ်းနယ်မှုတွေရောထွေးနေတာကို ခံစားနေရတယ်။ သူမဟာစစ်မြေပြင်မှာ ရန်သူတွေကို ရင်ဆိုင်ဖို့နေကျင်ထားပေမဲ့သူမမွေးဖွားရရွာမှာမတရားမှုကိုတိုက်ခိုက်ရတာကပိုပြီးရှုပ်ထွေးတယ်လို့ခံစားရတယ်။ကျမလုပ်ခဲ့တာမှားသွားပြီလားလို့သူမကသူမရဲ့စိတ်ထဲမှာမေးလိုက်တဲ့လူဆိုးတွေကိုရင်ဆိုင်တုန်းကသူမထိန်ချုပ်မှု လုံးဝလွတ်လွတ်လပ်လပ်ဖြစ်ခဲ့တဲ့အခိုက်အတန့်ကို သတိရရင်စဉ်းစားနေတယ်။ သူမရဲ့အိမ်မှာဒေါ်စောရီကတစ်သားကိုလထိုင်ဟောင်းမှာထိုင်ပြီးနန်ရန်ဘော်ကမိသားစုတက်ပုံတွေကိုကြည့်နေတယ်။ညီယာပိုင်ဆိုင်မှုစာချုပ်ကတော့စပွဲပေါ်မှာရှိနေသေးပဲဒါပေမဲ့သူမရဲ့မျောလင်းချက်တွေကတဖြည်းဖြည်းပျောက်ွယ်နေပြီးမိတက်ခိုင်တမီးကူညီချင်တာကိုဒေါ်လေးသိပါတယ်။ဒါပေမဲ့ရန်ဖြစ်ုံပဲဆိုရင်ဘာအကျိုးရှိမလဲလို့သူမကဒီမနက်မှာအားရင်ချိနေတဲ့အတန်နဲ့ပြောခဲ့တယ်။အဲ့ဒီစကားတွေကမိတက်ခိုင်ရဲ့ခေါင်းထဲမှာပဲ့တင်ထက်နေပြီး သူမရဲ့ဆုံးဖြတ်ချက်တွေကိုမေးခွန်းထုတ်စေတယ်။သူမကဒေါ်စောရီကိုကာကွယ်ခြင်းပေမဲ့သူမရဲ့အကြမ်းဖက်လုပ်ရက်တွေကဒူရဲမှုအောင်တဲ့နဲ့ဟန်ထူးကို ပိုပြီးပြင်းထန်လာစေခဲ့တယ်။ဒီမနက်မှာနန်းလင်းဆန်ကုမ္ပဏီကတရားရုံးမှာဒေါ်စောရီညီကိုအတုအယောင်စာရွက်စာတမ်းတွေနဲ့တောင်းဆိုပြီးတရားစွဲထားတယ်ဆိုတဲ့သတင်းကို သူမကြားလိုက်ရတယ်။ဒူရဲမှုအောင်တဲ့က ူ့ရဲ့ဆက်သွယ်မှုတွေနဲ့အဲ့ဒီလုပ်ငန်းစဉ်ကိုချောမွေအောင်လှုပ်ဆောင်နေပုံရတယ်။မေတက်ခိုင်ကတခြားနီလန်းရှာဖို့ဆုံးဖြတ်လိုက်တယ်။သူမဟာစစ်တပ်ကတော့ကတငယ်ချင်းဖြစ်သူဒုဗိုလ်ရဲရင်အောင် အခုစစ်တပ်ဥပဒေရေးရာဌာနမှာအလုံးလုံးနေသူကိုဆက်သွယ်ခဲ့တယ်။ရဲရင်အောင်ကအကြံဉာဏ်လိုတဲ့ညရာမာဖီးယားဂိုင်းကပြည်သူတွေကိုအနိုင်ကျင့်နေတယ်။ ဒေတာခန်ရဲကလည်းကူညီနေတယ်လို့မေတ္တခိုင်က ဖုန်းနဲ့ပြောလိုက်တယ်ရဲရင်အောင်ကစိတ်ဝင်တစားနားထောင်ပြီးအကြံပေးလိုက်တယ်မေတ္တခိုင် အကြံဖတ်မှုကအဖြေမဟုတ်ဘူးဒါပေမဲ့မင်းဒါကိုဥပဒေကြောင်းအရဆက်သွားနိုင်တယ်ဒူရဲမှုအောင်တင်းနဲ့မာဖီးယားကိုင်းကြကဆက်တွယ်မှုအထောက်ထားတွေကိုရှာပါပရိုဖန်ကိုသို့မဟုတ် သတင်းမီဒီယာတွေကိုအကြောင်းကြပါ မေတ္တခိုင်ကတွေ့ဝေစွာခေါင်းကြီးလိုက်တယ်ဥပဒေကြောင်းအရလမ်းကြောင်းကရှေလျားပြီး အတားအဆီးများစွာရှိရဆိုတာသူမသိပေမဲ့တခြားရွေးချယ်စရာမရှိဘူး။ဒီညနေမှာမေတ္တခိုင်ကဒေါ်စောရီရဲ့အိမ်ကိုပြန်သွားခဲ့တယ်။သူမကကလေးတွေရဲ့ဓပုံတွေကိုကင်ပြီးတိုးတိုးလေးငိုနေတဲ့ဒေါ်စောရီကိုတွေ့လိုက်ရတယ်။ဒေါ်လေးဒေါ်လေးစိတ်ပြတ်တာကိုကျမသိပါတယ်။ကျမလည်းဒေါသထွက်တယ်။ဒါပေမဲ့ကျမတို့အရှုံးမပေးနိုင်ဘူးလို့မေတ္တခိုင်ကနူးညံ့ပေမဲ့ခိုင်မာတဲ့အတန်နဲ့ပြောလိုက်တယ်။ဒေါ်စောရီက သူမကိုမဝင့်မရေမျက်လုံးတွေနဲ့ကြည့်လိုက်တယ်။မေတက်ခိုင်ဒေါ်လေးဒီမြေကိုကလေးတွေအတွက်လုံခြုံစေချင်တာပဲ။သူတို့သာအနိုင်ရသွားရင်ဒေါ်လေးဘာမှမရှိတော့ဘူး။မေတက်ခိုင်ရဲ့ရင်ဘတ်ထဲမှာတင်းကျပ်နေတာကို ခံစားရတယ်။သူမရဲ့တိုက်ပွဲဟာတရားမျှတမှုကိစ္စတသက်မဟုတ်ဘူး။အရာများစွာဆုံးရှုံးခဲ့ရတဲ့မိခင်တအူးရဲ့မျော်လင့်ချက်ကိစ္စလဲပါဝင်နေဆိုတာသူမသဘောပေါက်လိုက်တယ် ဒီညမှာမေတက်ခိုင်ကနောက်ဆုံးဆုံးဖြတ်ချက်ချလိုက်တယ်။သူမကနန်းလင်းဆန်ကုမ္ပဏီရဲ့စာရွက်စာတမ်းတွေကနေဒူရဲမှုအောင်တင်းရဲ့မှတ်တမ်းအထိအထောက်ထားတွေကို စုဆောင်းပါမယ်။သူမတိတဲ့ဒေတာခန်သတင်းထောက်တယောက်ကိုလည်းဆက်သွယ်ပြီးမီဒီယာကဒီကိစ္စကိုအာယုံဆိုင်လာအောင်လှုပ်ဆောင်ဖို့အစီအစဉ်ထားတယ်။ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့သူမတခုခုကိုတင်ယူခဲ့တယ်။တတိဆိုတာရုပ်ပိုင်းဆိုင်ရာခွန်အားတသက်မဟုတ်ဘူး။ အခွင့်အရေးနှဲပါနေရင်တောင်ဇက်တိုက်တိုက်ဖို့ခိုင်မာတဲ့စိတ်တလည်းဖြစ်တယ်ဆိုတာပဲသူမကနန်းရံပေါ်ကသူမမိသားစုတပ်ပုံတွေကိုကြီးလိုက်တယ်သူမစစ်သားဖြစ်ခဲ့ရတဲ့အကြောင်းရင်းကိုတတိယလိုက်တယ်ကိုကိုကိုမကာကွယ်နိုင်သူတွေကိုကာကွယ်ဖို့ပဲတူရဲမှုအောင်တင်းနဲ့ဟန်ထူးတို့အနိုင်ရနေပုံရပေမဲ့မိသက်ခိုင်ကဒေါ်စောရီနဲ့ပန်းမြိုင်ရွာသူရွာသားတွေအတွက်ဆက်လက်တိုက်ပွဲဝင်ဖို့တတိပေးလိုက်တယ် ပန်းမြိုင်မှာလရီကုံလွန်ခဲ့ပြီးဒါပေမဲ့ကြိုက်ပွဲရဲ့အရေးအယောင်တွေကတော့ရှိနေတုံးပဲမနက်ခင်းကောင်းကင်ကရှင်းလင်းနေပေမဲ့ဒေါ်စောရီရဲ့စိတ်ထဲမှာတော့မပြောက်သေးတဲ့ဒဏ်ရာတွေရှိနေတယ်။သူမရဲ့အမွေနှစ်မြေကနန်းလင်းဆန်ကုမ္ပဏီနဲ့တရားရုံးမှာအငင်းပွားနေသေးပဲသူရဲမှုအောင်သိန်းကသူတို့ရဲ့ဆက်သွယ်မှုတွေကြောင့်အသာစီးရနေပုံရတယ်။ဒါပေမဲ့ဘူကြီးမီတက်ခိုင်ရဲ့ရုံးကန်မှုက ဒီရွာမှာပိုကြီးမားတဲ့အရာတခုကို ပြောင်းလဲစေခဲ့တယ်။အရင်ကတိတ်ဆိတ်ခဲ့ကြတဲ့ရွာသားတွေက အခုဆိုရင် သူတို့ရဲ့အခွင့်အရေးရောဒီအကြောင်းဆွေးနွေးဖို့ရွာခမ်းမမှာစုဝေးပြီးစကားပြောရဲလာကြပြီးဖြစ်စည်းခံခဲ့ရတဲ့ဆန္ဒပြပြီးနိုင်ဆိုင်ပုတ်တွေကဒေါ်စောရီအတွက် တရားမျှတမှုလို့ရေးထားပြီးပြန်လည်ရက်တည်နေပြီ။မေတက်ခိုင်က သူမရဲ့မိခင်အိမ်လေကားထစ်မှာထိုင်ပြီး အဝေးကလေကွင်းတွေကိုကြည်နေတယ်။သူမရဲ့စစ်မှုထမ်းခွင်ရဲ့ကုံဆုံးသွားပြီဖြစ်ပြီးမနှက်ဖြန်မှာ သူမရဲ့တက်ရင်ကိုပြန်ရတော့မယ်။သူမရဲ့လက်ထဲမှာရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ Propam ကိုသူမပေးပို့ခဲ့တဲ့အစီရင်ခံစာမိတူကိုကင်ထားတယ်။ဒူရဲမှုအောင်တဲ့ ဟန်ထူးရဲ့ပါဝင်ပတ်သက်မှုနဲ့ပတ်သက်တဲ့ကနဦးအထောက်ထားတွေအပြည့်စုံပါဝင်နေမိသက်ခိုင်ဆက်သွယ်ခဲ့တဲ့ဒေသခံတရင်ထောက်တယောက်ကပန်းမြိုင်မှာမြေယာအရှုပ်တော်ပုံရဲကမာဖီးယားဂိုင်းကိုကာကွယ်လို့ခေါင်းစဉ်တက်ထားတဲ့ဆောင်းပါးတစ်ပုဒ်ကိုထုတ်ဝေခဲ့တယ်အဲ့ဒီဆောင်းပါးက လူမှုကွန်ရက်မီဒီယာတွေမှာပြန့်နှံ့သွားပြီးပြည်သူလူထုရဲ့ဒေါသကိုဖြစ်ပေါ်စေကာရန်ကုန်မှာရှိတဲ့ဥပဒေရေးရာလှုပ်ရှားသူတွေရဲ့အာယုံဆိုင်မှုကိုဆွဲဆောင်ခဲ့တဲ့တရားရုံးမှာ ဆုံးဖြတ်ချက်မချရသေးပေမဲ့ပြည်သူလူထုရဲ့အာယုံဆိုင်မှုကဒေါ်စောရီအတွက်မျှော်လင့်ချက်အစ်စ်ကိုပေးခဲ့တယ်။ဒေါ်စောရီကိုယ်တိုင်ကတော့သူမရဲ့မျိုးလုံးတွေမှာဝန်းနေမှုတွေရှိနေသေးပေမဲ့ အခုဆိုရင်ပူပြီးပြုံးနေတက်ပြီးမနေ့ကသူမရဲ့ရန်ကုန်ရောက်ကလေးတွေက သူမကိုလာရောက်ပြုစုခဲ့တယ်။မိသက်ခိုင်ကျေးဇူးတင်ပါတယ်။တမီးတာမရှိရင်ဒေါ်လေးအရှုံးပေးလိုက်မိမှလို့သူမကဒီညနေမှာမိသက်ခိုင်လာလေတဲ့အခါပြောလိုက်တယ်။မိသက်ခိုင်ကဒေါ် sorry ရဲ့လက်ကိုစုပ်ကင်လိုက်တယ်။ဒေါ်လေးဒါကဒေါ်လေးရဲ့တိုက်ပွဲတသက်မဟုတ်ဘူး။ဒါကကျမတို့အားလုံးရဲ့တိုက်ပွဲပါ။သူမရဲ့စိတ်ထဲမှာတော့ရလက်ကမျောလင့်ထားသလိုမဖြစ် ပေးဘူးဆိုတာသူမသိတယ်ဒေါ်စောရီမီကလုံးဝလုံခြုံမှုမရှိသေးဘူးဒူရဲမှုအောင်တင်းကလည်းသူ့ရဲ့အထက်ရာရှိတွေရဲ့စောင့်ကြည့်မှုအောက်မှာရှိနေပေမဲ့လွတ်လပ်နေတုန်းပဲဒါပေမဲ့တရားမျှတမှုဆိုတာချက်ချင်းအောင်မြင်မှုအကြောင်းမဟုတ်ပဲတခြားလူတွေရဲ့စိတ်နှလုံးထဲမှာတော်လန်ရေးမိကိုထွန်းညှိပေးတာဖြစ်တယ်ဆိုတာသူမသိယူခဲ့တယ်ရွာထဲမှာရွာသားတွေကမြေယာကိစ္စကိုစောင့်ကြည့်ဖို့အဖွဲ့ငယ်လေးတွေစတင်ဖွဲ့စည်းခဲ့ကြတယ် ရွာသူကြီးဦးမြင့်သိန်းကအခုဆိုရင်နန်းလင်းဆန်ကုမ္ပဏီရဲ့ဖီအားတွေကိုပို့ပြီးပြက်ပြက်သားသားဆန့်ကျင်နေပြီးကျွန်တော်တို့ဆက်ပြီးငြိမ်သက်မနေနိုင်ဘူးဒေါ်စောရီသားရှင်သန်နိုင်ရင် ကျွန်တော်တို့လည်းရေးရေးရေးရင်းရင်လုပ်ရမယ်လို့ရွာသားတွေစုဝေးတဲ့အခါသူကပြောခဲ့တယ်အဲ့ဒီစုဝေးပွဲကိုတက်ရောက်ခဲ့တဲ့မေတက်ခိုင်ကသူမရဲ့စိတ်ထဲမှာနှွေးထွေးမှုကိုခံစားရတယ်သူမကွယ်လွန်သွားပြီဖြစ်တဲ့သူမရဲ့ဖခင် ရန်ကုန်ကလယ်သမားတအူး ရဲစကားကိုတတိယလိုက်တယ်တတိဆိုတာကူးဆက်တတ်တယ်မေတ္တခိုင်တယောက်ထဲနဲ့စတင်ဖို့လုံလောက်တယ်သူမကခဟဟပြုံးလိုက်ပြီးသူမရဲ့ဖခင်က အခုဆိုရင် သူမကို မြင်ပြီးဂုံယူနေမှာတေချာတယ်လို့ခံစားရတယ်နေဝင်စည်းစာမှာမေတ္တခိုင်က သူမရဲ့ရုံးကန်မှုရဲ့တသက်ခံဖြစ်တဲ့လေကွင်းဆုံးစီကိုရှောက်သွားခဲ့တယ်ဒီတိုက်ပွဲကသူမကို ပြောင်းလဲစေခဲ့တယ်ဆိုတာသူမသဘောပေါက်လိုက်တဲ့စစ်သားတယောက်အနေနဲ့သူမဟာအမိတ်တွေနဲ့ရှင်းလင်းတဲ့အောင်မြင်မှုတွေနဲ့ရင်းနှီးတယ်ဒါပေမဲ့ပန်းမြိုင်မှာတော့မရေရာမှုတွေကြားကခံနိုင်ရရှိခြင်းအကြောင်းသူမသင်ယူခဲ့တယ်ဒေါ်စောရီကသူမရဲ့ဟောင်းနှန်းနေတဲ့မြေယာပိုင်ဆိုင်မှုစာချုပ်နဲ့စစ်မှန်တဲ့ပိုင်ဆိုင်မှုဆိုတာမြေယာတက်တက်မဟုတ်ပဲဂုံတိတ်ခါလဲဖြစ်တယ်ဆိုတာသူမက ကိုတင်ကြ။အားပေးခဲ့တဲ့အခုဆိုရင်စကားပြောရဲလာတဲ့ပန်းမြိုင်ရွာသူရွာသားတွေကပြောင်းလဲမှုဆိုတာတင်းငယ်တဲ့ခြေလန်းတွေကနေစတင်နေဆိုတာသူမကိုတင်ကြားပေးခဲ့တယ်။ဒီခီးစဉ်ကနေရရှိတဲ့ပညာပေးသတင်းစကားကရိုးရှင်းပေမဲ့နည်းနည်းတဲ့တရားမျှတမှုကနှောင့်နှေးနိုင်ပေမဲ့တိုက်ပွဲဝင်ဖို့ရဲရဲရင်ရင်ရှိသူရှိနေတည်ရတော့မတည်ဆုံးဘူးမေတ္တခိုင်ကတက်ပြင်းချပြီး အခုဂျယ်ရီနဲ့လှပနေတဲ့ကောင်းကင်ကိုကြည့်လိုက်တဲ့ဒါမပြီးသေးဘူးလို့သူမကမီးတောက်နေတဲ့စိတ်တက်နဲ့ရေရွတ်လိုက်တယ်အဝေးမှာဒေါ်စောရီရဲ့အိမ်ကခိုင်ခိုင်မာမာရက်တည်နေသေးပဲခက်ခဲတဲ့ရုန်းကန်မှုတွေကအငြင်းရန်ခြေရာတွေကိုခြံထားခဲ့တယ်ဆိုတော့မျောလင်းချက်ရဲ့တင်ကြတာတစ်ခုလိုပါပဲဒီဇလန်းကတော့အပြင်လောကမှာရှိတဲ့ဘဝဇလန်းပေါင်းများစွာတွေက တစိမ့်တစ်ပိုင်းလေးပဲဖြစ်ပါတယ်ကောင်းတာတွေကို ယူပြီးမကောင်းတာတွေကိုခြံထားခဲ့ပါတငယ်ချင်းတို့နောက်ထပ်အံ့ဩဖွယ်ရာဇလန်းတွေကိုဆက်လက်နားဆင်ကြနေဆိုရင် channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်